မိတ်ဆွေတို့တခါတလေစိတ်ထဲမှာအတွေးတွေများပြီးဘာလို့ရမှန်းမသိဖြစ်နေပါသလားဒါမှမဟုတ်ကိုကိုကိုဘယ်တော့မှမတော်ဘူးလို့ခံစားနေရပါသလားဒီလို ခံစားနေရတဲ့ဆိုရင်အေမီဂျွန်ဆင်ရေးသားထားတဲ့အတွေးတစ်ခုသာစာအုပ်ကမိတ်ဆွေတို့အတွက်အဖြေဖြစ်နိုင်ပါတယ်ဒီစာအုပ်ထဲမှာစိတ်ရဲ့သဘောတဘာဝကိုလေ့လာပြီးဘလို့အတွေးတွေကကိုကိုလွတ်မိုးနေလဲဆိုတာကိုဖော်ထုတ်သွားမှာပါ ဒီစာအုပ်ကိုရေးသားသူကတော့အေမီဂျွန်ဆင်ဆိုတဲ့စာရေးဆရာမလေးပါပထမဦးဆုံးအနေနဲ့စိတ်ဟာပုံမြင်တွေကိုအမြဲတမ်းပြောနေတဲ့ဆက်ဆိုတဲ့အကြောင်းကိုပြောပြပါမယ်စိတ်ဟာအတွင်းထဲမှာအမြဲတမ်းမှတ်ချက်ပေးနေတဲ့သူတယောက်လိုပါပဲအရာရာကိုကဲဖြတ်ပြီးအမြင်တွေပေးကအတွေ့အကြုံတွေကိုစက္ကန့်တိုင်းမှတ်တမ်းတင်နေပါတယ်ဒါအပြင်အမျိုးအစားတွေကိုယ်ပိုင်လက္ခဏာတွေကိုလည်းနှစ်သက်ပြီးအရာအလုံးကိုတင်လဲဆက်ဆက်ခြင်းပါတယ် ဒီအတန်ကထက်ခါထက်ခါပြောတတ်တယ်လို့စန့်ကျင်ဘက်တွေလည်းပါတက်ပြီးပြဿနာတွေကိုပိုကြီးအောင်လုပ်တတ်ပါတယ်။အရာရာကိုပုံမြင်တွေအတိတ်ပဲတွေခံစားချက်တွေထည့်ပြီးပြောတတ်ပါတယ်။ဒါပေမဲ့ဒီစိတ်ရဲ့လှုပ်ဆောင်ချက်ဟာတဘာဝကြပြီးတကူကောင်းဆန်တာမဟုတ်ပါဘူး။အုံနောက်ကအရာတွေကို ခံမှန်းမှုနဲ့ထိရောက်မှုရှိအောင်လှုပ်ဆောင်နေတာပါ။ဒါကိုဂယုမဆိုင်ပဲအလေးနဲ့ထားရင်ခံစားရခက်ခဲလာပြီးကိုကိုကိုအထင်မှားစေနိုင်ပါတယ် တခါတလေဒီအတန်တွေတိတ်သွားတဲ့အခါဘဝကပူပြီးတောက်ပလာပါတယ်။အဲ့ဒီအခါစိတ်ထဲမှာပြဿနာတွေအများကြီးရှိနေတယ်လို့ခံစားရနိုင်ပါတယ်။ဒါကိုတဘာဝကြတဲ့လှုပ်ဆောင်ချက်တစ်ခုလို့မြင်ရင်ကြောက်ရွံ့မှုတွေနဲ့ဝေဖန်မှုတွေကတဖြည်းဖြည်းပျောက်ကွယ်သွားပြီးစိတ်ရဲ့အာရုံနောက်ခံထက်ကျော်လွန်တဲ့ကဘာကိုတွေ့နိုင်ပါတယ်။နောက်တစ်ခုကအသင်ဟာတင်ထင်ထားတဲ့သူမဟုတ်ဘူးပဲဆိုတဲ့အကြောင်းပါ။ ငါဆိုတဲ့ခံစားချက်ဟာအုံနောက်ရဲ့လှုပ်ဆောင်မှုကြောင့်ဖြစ်လာတဲ့ရလတ်တစ်ခုပါရှင်တန်ဖို့အတွက်အုံနောက်ကတေချာမှုကိုလိုလားပြီးအမျိုးအစားခွဲခြားကအကြောင်းပြချက်တွေနဲ့ပုံမြင်တွေကိုဖန်တီးပြီးတင်နာဆိုတဲ့ခိုင်မာတဲ့အရာကိုတိဆောက်ပါတယ်ဒါပေမဲ့ဒါဟာရှင်တန်ဖို့အတွက်အုံနောက်ကဖန်တီးထားတဲ့အရာတစ်ခုပါအုံနောက်ရဲ့ဘဲဘက်ချမ်းကအတိတ်ပဲဖွင့်ဆိုသူလိုအမြဲတမ်းမှန်ကန်တဲ့ပုံမြင်တွေကိုဖန်တီးပြီးတင်နာဆိုတဲ့ပုံမြင်ကိုပါထည့်သွင်းပါတယ် ခံစားရခက်ခဲမှုတွေရဲ့အရင်းခံကံကဆိုတဲ့ခိုင်မာတဲ့အရာကိုထိခိုက်နိုင်တယ်လို့ထင်နေစိတ်ကြောင်းပါဒီစိတ်ကူးကိုယုံကြည်တဲ့အခါကာကွယ်ဖို့လိုအပ်တယ်လို့ခံစားရပြီးကန့်သက်ချက်တွေအများကြီးနဲ့ကြောက်စရာကောင်းတဲ့ကမ္ဘာထဲမှာနေထိုင်ကြရပါတယ်တရုတ်တွေးခေါ်ပညာရှင်ဝေဥဝေကဘာလို့မပျော်ရွှင်တာလဲဆိုတော့တင်လုံးသမ ्या အရာအလုံးရဲ့69တသမ9ရာခိုင်နှုန်းဟာကိုယ်အတွက်ပဲဖြစ်ပြီးအဲ့ဒီထဲမှာတစ်ခုမှမရှိဘူးလို့ပြောခဲ့ပါတယ် နောက်တစ်ခုကမိတ်ဆွေရဲ့စစ်မှန်တဲ့သဘောတဘာဝဟာကောင်းကင်လိုမထိခိုက်နိုင်ဘူးအဆိုတဲ့အကြောင်းပါရွှေဖျားကို အင်္ဂရိနဲ့အုပ်ထားတယ်လို့ပါပဲမိတ်ဆွေရဲ့စစ်မှန်တဲ့သဘောတဘာဝဟာငြင်းချမ်းချင်းချစ်ချင်းဉာဏ်ပညာယုံကြည်မှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ပြည့်ဝပါတယ်ကြောက်စရာကောင်းတဲ့အရာတစ်ခုခုဖြစ်လာတဲ့အခါစိတ်ကမျက်နှာဖုံးတစ်ခုခုတိဆောက်ပြီးမိတ်ဆွေဟာယာယီစိတ်ပိုင်းဆိုင်ရာအတွေ့အကြုံနဲ့အမှတ်မှားပြီးမိုးရပါကောင်းခြင်းတွေကို မေ့သွားတတ်ပါတယ် အတွေးတွေခံစားချက်တွေတောင့်တမှုတွေကြောက်ရွံ့မှုတွေဟာကောင်းကင်မှာရွေလျားနေတဲ့မိုးလေဝသလိုပါပဲမိုးတိမ်တွေကနေမုန်တိုင်းတွေအထိအမျိုးမျိုးပြောင်းလဲနိုင်ပေမဲ့ကောင်းကင်ကိုဘယ်တော့မှမပျက်စီးစေပါဘူးမိတ်ဆွေတို့မိုးလေဝသကိုမထိန်ချုပ်နိုင်သလိုလူအတွေ့အကြုံကိုလည်းမထိန်ချုပ်နိုင်ပါဘူးလူရဲ့မိုးလေဝသကမိတ်ဆွေဘယ်သူလဲဆိုတာကိုမပျက်စီးစေပါဘူး မိတ်ဆွေရဲ့အနှစ်သာရဟာကျမ်းမာခြင်းရှင်းလင်းခြင်းနဲ့ငြိမ်းချမ်းခြင်းဖြစ်ပြီးယာယီတွေ့ကြုံတွေကအခြေခံအားဖြင့်ပြောင်းလဲလို့မရပါဘူး။ထိခိုက်တံရရတာတွေကအမှတ်သားတစ်ခုကြံခဲ့တယ်လို့ခံစားရနိုင်ပေမဲ့စိတ်ကပုံမြင်တဲ့ပုဂ္ဂိုလ်ပြောပြနေတာပါ။အဲ့ဒီပျက်စီးခြင်းဟာခဏတာတွေးတွေနဲ့ခံစားချက်တွေသာဖြစ်ပြီးမိတ်ဆွေကိုယ်တိုင်မဟုတ်ပါဘူး။နောက်တစ်ခုကအတွေးတွေနဲ့ခံစားချက်တွေဟာရွှေလျားနေတဲ့စွမ်းအင်တွေပဲဆိုတဲ့အကြောင်းပါ ခံစားချက်တွေဟာစွမ်းရင်အတက်ကြွေဖြစ်ပြီးစိတ်ကစကလုံးတွေနဲ့ပုံမြင်တွေကိုတက်ဆင်ပေးပါတယ်။အတွေးနဲ့ခံစားချက်ဟာဒင်္ဂါပြတစ်ခုရဲ့နှစ်ဖက်လိုပါပဲ။တူညီတဲ့စွမ်းအင်ကိုစိတ်ရဲ့အတိတ်ပဲဖွင့်ဆိုမှုပုံမူတည်ပြီးကြောက်ရွံ့ခြင်း၊စိုးရိမ်ခြင်း၊ဒါမှမဟုတ်ပျော်ရွှင်ခြင်းလို့ခေါ်နိုင်ပါတယ်။ Bruce Springsteen ဆိုတဲ့မျိုးကရှိုးမဆခင်စိတ်လှုပ်ရှားနေတာကိုကြည်ချင်းအဖြစ်သိနိုင်ပါတယ်။ မိတ်ဆွေရဲ့အနှစ်သာရဟာပုံသဏ္ဍာန်မရှိတဲ့စွမ်းရင်ဖြစ်ပြီးယာယီပုံစံအဖြစ်ပြောင်းလဲတာ ပုံသဏ္ဍာန်မဲ့ခြင်းတို့ပြန်သွားပါတယ်။အုံနောက်ကအလင်းရောင်ကိုကလိုက်တာစကုပ်ထဲထည့်လိုက်တယ်လို့ဒါမှမဟုတ်သမုတ်တရားတဲကလိုင်းတွေလိုပဲဒီစွမ်းရင်ကိုပုံမှန်လမ်းကြောင်းတွေကနေဖြတ်တန်းစေပြီးလူစီဆိုတဲ့မျိုးရဲ့အမားတွေကိုကြောက်တာဒါမှမဟုတ်ဟန်နာဆိုတဲ့မျိုးရဲ့စားတောက်မှုဆက်ဝန်းလိုမျိုးအလေးကျင့်တွေးပုံစံတွေကိုဖန်တီးပေးပါတယ်။ ဒီစွမ်းအင်ရဲ့ဖြစ်စဉ်ဟာတကဘာလုံးနဲ့ဆိုင်ပြီးတဦးတယောက်ထဲနဲ့မဆိုင်ပါဘူးမိษွေကအတွေးတွေနဲ့ခန်းစားချက်တွေကိုရည်ရွယ်ချက်ရှိရှိဖန်တီးတာမဟုတ်ပါဘူးသူတို့ကမိษွေရဲ့အတွင်းထဲကနေပေါ်လာတာပါသူတို့အတွက်မိษွေကိုယ်တိုင်ကိုအပြစ်တင်တာဟာမိုးလေဝသအတွက်ကိုကိုကိုအပြစ်တင်တာနဲ့အတူတူပါပဲစိတ်ရဲ့အမိတက်မှုတွေနဲ့ပုံမြင်တွေဟာပုပ်ကလတိတ်ထန်ဖြစ်ပြီးအမှန်တရားမဟုတ်ဘူးဆိုတာကိုသိတဲ့အခါခန်းစားချက်တွေဟာတိတ်ပြီးပုံကိုယ်ကြီးမဆန်တော့သလို့ အလေးနက်လည်းမထားတော့ဘဲပုံမြန်မြန်နဲ့ပုံတဘာဝချက်ချက်ပြောင်းလဲသွားပါတယ်။မတက်မတာဖြစ်ခြင်းဟာပြဿနာမဟုတ်ဘဲအချက်ပြတ်တစ်ခုသာဖြစ်ပါတယ်။ခံစားရခက်ခဲခြင်းဟာမိတ်ဆွေဘသူလဲဆိုတဲ့အတိပိစနစ်တစ်ခုပါ။ဒါဟာမိတ်ဆွေရဲ့စိတ်ကူးနဲ့ဖန်တီးထားတဲ့အစိတ်ပိုင်းတစ်ခုနဲ့သက်ဆိုင်နေတယ်ဆိုတာကိုပြသနေပါတယ်။ယာယီစိတ်ပိုင်းဆိုင်ရာအတွေ့အကြုံကိုခိုင်မာတဲ့ပုံကိုရေးဆန်းတဲ့နဲ့မှန်ကန်တဲ့အရာတစ်ခုအဖြစ် မာရွံ့နေတယ်ဆိုတာကိုအချက်ပြနေပါတယ်စိတ်ထဲမှာပုံမြင်တွေနဲ့လွဲနေပြီးမိတ်ဆွေဘသူလဲဆိုတာကိုမေ့သွားတဲ့အခါမတက်မတာဖြစ်လာပါတယ်အဲ့ဒီအခါဘဝကမင်းကမင်းမြင်နေတာထက်ပိုကြီးပြီးပိုလွတ်လပ်တယ်လားလို့တီတိုးပြောပါတယ်မိတ်ဆွေနားမထောင်တဲ့အခါအော်ဟစ်ပါတယ်ခံစားရခက်ခဲခြင်းဟာပြင်ဆင်ဖို့ဒါမှမဟုတ်ရှောင်ရှားဖို့မဟုတ်ပါဘူးဒါဟာနိုးထဖို့အတွက်သတိပေးခေါင်းလောင်းတန်တစ်ခုပါ အာမတ်ဆိုတဲ့မျိုးရဲ့စိုးရင်ပူပန်မှုက သူ့ရဲ့စူတောင်းမှုခေါ်တန်ဖြစ်ပြီးစစ်မှန်တဲ့သဘောတဘာဝရဲ့ငြင်းချမ်းမှုစီတို့ပြန်သွားဖို့တိုက်တွန်းနေပါတယ်မိတ်ဆွေဘသူလဲဆိုတာကိုတတောင်းတတဖြစ်လာတဲ့အခါစိတ်ကတိတ်ဆိတ်သွားပြီးမတက်မတာဖြစ်တာကိုပိုပြီးခံစားရလွယ်ပါတယ်တန့်စင်တဲ့ရွှေဖျားကိုအညစ်အကြေးတွေနဲ့ဖုံးအုပ်ထားရင်နာကျင်လာပြီးအဲ့ဒီနာကျင်မှုက အမှန်တရားကိုနိုးထဖို့စူးစမ်းနေတဲ့နာယီတန်တစ်ခုပါပဲ ောက်တစ်ခုကစိတ်တွေဟာပြဿနာတွေကိုပုံဖော်ပြီးစိုးရိမ်ပူပန်တတ်ကြတယ်ဆိုတဲ့အကြောင်းပါကျွန်တော်တို့စိုးရိမ်ပူပန်နေတဲ့အရာတွေဟာဖြစ်လိမ့်မရှိပါဘူးစိုးရိမ်ပူပန်မှုဟာပြင်ပကဘာမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့မသက်ဆိုင်လို့ပါပဲစိုးရိမ်ခြင်းဟာရှေးခေတ်အုံနောက်ရဲ့တဘာဝရလက်ဖြစ်ပြီးချက်ချင်းအန္တရာယ်တွေကိုတုံ့ပြန်ဖို့အတွက်စင်ကဲပြောင်းလဲလာခြင်းဖြစ်ပါတယ်တချိန်ကချက်ချင်းအန္တရာယ်ကိုတုံ့ပြန်ဖို့လှုံ့ဆော်ခဲ့တဲ့ကြောက်ရွံ့မှုဟာ မမှန်ကန်တဲ့အရာတွေပေါ်မှာစိုးရိမ်ဒုက္ခတွေဖြစ်လာပါတယ်။စိတ်ကမတိချမရေရာမှုတွေကိုမုန်းတဲ့အတွက်ဘာတွေမှနိုင်လဲဆိုတာကိုစိတ်ကူးနဲ့ပုံဖော်ပြီး အသေးစိတ်တွေနဲ့ခံစားချက်တွေအပြည့်ပါတဲ့ပုံမြင်တွေကိုအနှဲငယ်တာအသုံးပြုပြီးဖန်တီးပါတယ်။ဒါကဖြစ်လာနိုင်တဲ့အရာတွေကိုစိတ်ကူးနဲ့ပုံဖော်နေတာပါ။စိုးရိမ်ခြင်းဟာပြဿနာတွေကိုကြိုတင်ပြင်ဆင်ထားသလိုခံစားရစေပေမဲ့အကူအညီမဖြစ်ပါဘူး။ စိုးရိမ်ခြင်းကစိတ်ကိုကြောက်စရာကောင်းတဲ့အခြေအနေတွေနဲ့ပြည့်စေပြီးတီထွင်ဖန်တီးနိုင်စွမ်းနဲ့တာမန်အသည့်ကိုရရှိဖို့ခက်ခဲစေပါတယ်။စိုးရိမ်ခြင်းဟာစိတ်ထဲမှာနစ်မြုပ်နေတယ်ဆိုတာကိုပြသနေတဲ့သတိပေးချက်တစ်ခုပါ။နောက်တစ်ခုကစိတ်တွေဟာလုံခြုံမှုရရှိဖို့အတွက်နှိုင်းရှင်တက်တယ်ဆိုတဲ့အကြောင်းပါ။စိတ်တွေဟာမိဆွေရဲ့အားနည်းချက်တွေကိုတည်ပြီးလုံခြုံပြီးလုံလောက်တယ်ဆိုတဲ့အနေထားကိုရဖို့အတွက်အမြဲတမ်းနှိုင်းရှင်နေပါတယ်။ ဒီနိုင်ရှင်မှုကစားပွဲကအနာဂတ်ကိုခံမှန်းမှုနဲ့ကြာရှုံးမှုကိုကာကွယ်ဖို့စိတ်ကကြိုးစားနေတာပါ။အုံနောက်ရဲ့အပြက်သဘောဆောင်တဲ့ဘက်ကိုအာယုံဆိုင်တဲ့အတွက်ဒီနိုင်ရှင်မှုဟာအကူအညီမဖြစ်သလိုမတိကျပါဘူး။ဒီနိုင်ရှင်မှုတွေကိုယုံကြည်တာဟာမလုံခြုံမှုကိုဖန်တီးပြီးကဘာကိုကန့်တတ်ထားပါတယ်။တဲလစ်တဲစကူအော်ပစ်ချင်းမှာရှိတဲ့ចောင်းသားတွေဟာစိတ်ကူးနဲ့ဖန်တီးထားတဲ့စီမင်းတွေနဲ့နှိုင်းရှင်မှုတွေအပေါ်မှာမူတည်ပြီးနောက်ကျနေတယ်လို့ခံစားနေရပါတယ် ရှေ့ရောက်နေတာဒါမှမဟုတ်နောက်ကျနေတာဆိုတဲ့အယူဆတွေကိုစိတ်ကဖန်တီးထားတာပါဒါတွေကိုအမှန်တရားအဖြစ်ယူဆတဲ့အခါစိတ်ကဖန်တီးထားတဲ့ဂိမ်းထဲမှာနစ်မွန်းသွားပါတယ်နိုင်ရှင်မှုတွေဟာစိတ်ရဲ့ဆက်ပစ္စည်းတစ်ခုသာဖြစ်ပြီးမိတ်ဆွေနဲ့ဘဝအမြဲတမ်းလုံခြုံနေဆိုတာကိုမြင်နိုင်ပါတယ်နောက်တစ်ခုကစိတ်တွေဟာပြဿနာတွေကိုဖန်တီးပြီးပြန်ဖြေရှင်းဖို့ကြိုးစားတယ်ဆိုတဲ့အကြောင်းပါ စိတ်ကပြဿနာတွေကိုအမြဲတမ်းဖြေရှင်းဖို့လှုပ်ဆောင်နေပေမဲ့တကယ်တော့ပြဿနာကိုအချိန်နဲ့တပြေးညီဖန်တီးနေတာပါမတ်တယူးဆိုတဲ့မျိုးကအလုံမှဖြစ်ခဲ့တဲ့ပြဿနာတစ်ခုကိုလွန်ခဲ့တဲ့၃နှစ်ကဖြစ်ခဲ့တာကိုစိတ်ထဲမှာပြန်တွေးပြီးအဲ့ဒီအတွေးတွေမှတ်ဉဏ်တွေနဲ့အခြေအနေတွေကိုလက်ရှိအချိန်မှာပြန်ခန်းစားနေရလို့ပါ စိတ်ကကာကွယ်ဖို့အတွက်မဖြေရှင်းရသေးတဲ့ကိစ္စတွေကိုရှာဖွေပြီးအထူးသဖြင့်မတက်မတာဖြစ်တဲ့အခါအထင်လွဲမှုတွေကိုပြန်ပြောကညှဉ်းခုံမှုတွေကိုပြန်လည်ဆွေးနွေးပါတယ်။စိတ်ကအတိတ်ကိုပြန်လည်ရှင်သန်စေပြီးမပြင်းခင်ကအစဉ်ပြေခဲ့တယ်ဆိုတာကိုမေ့သွားပုံရပါတယ်။ထက်ခါထက်ခါရီတော်ချင်းကထိုးထွင်းသိမြင်မှုကိုဖြစ်ပေါ်စေနိုင်ပေမဲ့ရှင်းလင်းမှုကစိတ်ရဲ့ထက်ခါထက်ခါဝါမျိုးချင်းကနေမလာပါဘူး။ အဲ့ဒါကပုံသဏ္ဍာန်မရှိတဲ့ဉာဏ်ပညာနဲ့ထိုးထွင်းသိမြင်နိုင်တဲ့နေရာကနေပေါ်လာတာပါစိတ်ကကဲတင်ရှင်မဟုတ်ပါဘူးဒါဟာစတင်သူနဲ့ credit ခိုးယူသူပါနောက်တစ်ခုကစိတ်တွေဟာဘယ်တော့မှမလုံလောက်ဘူးလို့ပြောတတ်တယ်ဆိုတဲ့အကြောင်းပါစိတ်ကမင်းဟာလုံလောက်တဲ့အထိမကောင်းသေးဘူးလို့အမြဲတမ်းပြောနေပြီးတစ်ချိန်ချိန်မှာအောင်မြင်မှုရရင်ယုံကြည်မှုနဲ့အနားယူနိုင်မယ်လို့ကတိပေးပါတယ် ဒါပေမဲ့ဘက်တနီဆိုတဲ့မျိုးရဲ့အောင်မြင်မှုမာရသွန်နဲ့ခီးသွွားခြင်းတွေကိုလိုက်စားသလိုစိတ်ကအမြဲတမ်းမြင့်တက်စေပြီးရည်မှန်းချက်ကိုရွှေ့ပြောင်းစေပါတယ်။ဒါကအုံနောက်ရဲ့ရှာဖွေလိုစိတ်ကြောင့်ဖြစ်ပြီးရှေ့ကိုမျှော်တွေးခြင်းကိုဒိုပါမင်းနဲ့ဆုချပါတယ်။ဒါပေမဲ့နောက်အောင်မြင်မှုကရေရှည်တည်တတ်တဲ့ဉာဏ်နဲ့မှုကိုပေးမယ်လို့ယုံကြည်တာဟာနားလည်မှုလွယ်မခြင်းတစ်ခုပါ။တစ်ချိန်ချိန်မှာဆိုတာစိတ်ကဖန်တီးထားတဲ့အယူဆတစ်ခုပါ။ ပိုစူးစားခြင်းအဖြစ်အဲ့ဒီကိုရောက်နိုင်မှာမဟုတ်ပါဘူးချုပ်တယ်လေလို့ခံစားရတာဟာစိတ်ရဲ့မပြည့်စုံသေးဘူးဆိုတဲ့အကြောင်းကိုပြောနေလို့ဖြစ်ပြီးတကယ်တမ်းချုပ်တယ်လို့မဟုတ်ပါဘူးအနာဂတ်အောင်မြင်မှုပုံရိပ်တွေဟာကောင်းတယ်လို့ခံစားရတာက စိတ်ကဝေဖန်တာကနေတိုးတက်မှုကိုစိတ်ကူးနဲ့ပုံဖော်လို့ပါမိတ်ဆွေဟာအပြေအဝနဲ့ငြင်းချမ်းစွာရှိနေပြီးသားပါ နောက်တစ်ခုကဘဝကမိတ်ဆွေကိုနေထိုင်စေတာဖြစ်ပြီးမိတ်ဆွေကမထိန်ချုပ်နိုင်ဘူးဆိုတဲ့အကြောင်းပါ။ဘယ်အတွေးမှမမှန်ဘူးဆိုရင်ဘဝကိုဘယ်လိုရှောက်လန်းမလဲ။ဘဝကိုပန်းတွေကိုကြီးထွားစေပြီးဂျိုးတွေကိုလှည့်ပတ်စေတဲ့ပုံစံမရှိတဲ့စွမ်းအင်ကရွေလျားစေပါလေ။ဒီစွမ်းအင်ကအချိန်နဲ့တပြေးညီအတွေ့အကြုံကိုယူဆောင်လာပေးပါလေ။ဘဝကမိတ်ဆွေရဲ့စီမံခန့်ခွဲဖို့မဟုတ်ပါဘူး။ ရွေးချယ်မှုတွေပြုလုပ်ပြီးလွတ်လပ်စွာလှုပ်ဆောင်နိုင်တယ်လို့ထင်ရပေမဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ပြီးအတွေးတွေကိုတွေးကာခန်းစားချက်တွေကိုမိษွေရဲ့အတွင်းထဲမှာခန်းစားရပါတယ်။ဘဝကမိษွေရဲ့နောက်ွယ်မှာရှိနေပြီးမိษွေကိုလုံခြုံစေတယ်လို့နားလဲတာကစိတ်ဖိစီးမှုကိုညှော်နှဲစေပါတယ်။မိษွေစိတ်ထဲမှာမဟုတ်ဘူးလို့ပြောနေရင်တောင်ဘဝကမိษွေကိုအမြဲစောင့်ရှောက်နေပါတယ်။ ။နောက်တစ်ခုကနိုးထခြင်းဟာမြင်ခြင်းဖြစ်ပြီးလှုပ်ဆောင်ခြင်းမဟုတ်ဘူးဆိုတဲ့အကြောင်းပါ။နှဆိုင်နဲ့ပြောင်းလဲမှုဟာအတိတ်သောအရာကိုမြင်ပြီးနိုးထခြင်းနဲ့စတင်ပြီးလှုပ်ဆောင်ခြင်းနဲ့စိတ်အားထက်သန်ခြင်းနဲ့မစတင်ပါဘူး။ကြီးပြင်းလာသလိုပဲမိတ်ဆွေရဲ့ကဘာအမြင်ဟာတဘာဝကြကြ တိုးတက်လာပြီးအပြုမှုတွေကမတိစိတ်ကလှုပ်ဆောင်ပါတယ်။မိတ်ဆွေရဲ့စိတ်ပညာကိုရွေးလျားနေတဲ့စွမ်းရင်ဖြစ်မြင်တဲ့အခါအရာအလုံးကအားစိတ်ထုတ်เสียရမလို့ပဲပြောင်းလဲသွားပါတယ် နိုးထခြင်းဟာပျောက်ကွယ်သွားခြင်းတစ်ခုပါထက်ထက်เสียဒါမှမဟုတ်ရယူเสียမလိုပါဘူးအရာအားလုံးကို မိတ်ဆွေမှရှိပြီးသားပါအဲ့ဒါကအတွေးတွေစီရင်ချက်တွေနဲ့ကိုယ်ပိုင်လက္ခဏာတွေဟာမင်းရဲ့မဟုတ်ဘူးဆိုတာကိုမြင်နေရတာပါဒါကမှားယွင်းနေတဲ့အထင်မှားမှုကို ရှင်းလင်းစေပါတယ်နောက်တစ်ခုကမိတ်ဆွေဟာပြိမိနေမှာမဟုတ်ဘူးဆိုတဲ့အကြောင်းပါ လူတွေဟာအများတန်းပြောင်းလဲနေတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ရင်ဘာလို့ပိတ်မိနေတယ်လို့ခံစားရတာလဲပိတ်မိနေတယ်လို့ခံစားရတာဟာထက်ခါထက်ခါတွေးနေတဲ့ရောင်ပြန်ဟမှုတစ်ခုပါဘဝကဘလို့ပြောင်းလဲတဲ့လဲဆိုတာကိုပြောနေတဲ့စိတ်တစ်ခုပါ မိတ်ဆွေရဲ့အတွေ့ကဆေးနေတယ်လို့ခံစားရရင်တောင်ဘဝကအများတန်းရွေ့ရနေပါတယ်စိုးရိမ်တော့ကယောဂလူမျိုးအမိတက်ချင်းတွေဟာယာယီအတွေ့အကြုံတွေကိုခွဲခြားသတ်မှတ်တဲ့သဘောတရားတွေပါ တီနာဆိုတဲ့မျိုးကစိုးရင်တော့ကရှိလို့ပြိမိနေတာမဟုတ်ပါဘူးသူစိတ်ကယောဂကိုအလေးနက်ထားပြီးတည်ငြိမ်တဲ့ပြဿနာလို့မြင်လို့ဖြစ်ပါတယ်သူရဲ့ပြိမိနေတယ်ဆိုတဲ့ခံစားချက်တွေဟာစိတ်ကဖန်တီးထားတဲ့အတွေ့အကြုံတစ်ခုဖြစ်ပြီးစိတ်ကဘလို့အလုံးလုံးလဲဆိုတာကိုနားမလည်လို့အသက်ဆက်ရှင်နေတာပါမိတ်ဆွေဟာပြိမိနေမှာမဟုတ်ပါဘူးအဲ့ဒီလိုခံစားရတဲ့အခါထက်ခါထက်ခါပြောနေတဲ့ပုံမြင်ထဲမှာနှင်မွန်းနေပါတယ် ပိတ်မိနေတယ်လို့ခံစားရတာဟာလက်ဆောင်တစ်ခုပါအဲ့ဒါကနောက်ဆုတ်ဖို့အာရုံစူးစိုက်မှုကိုလျော့ပါးစေပြီးအတွေ့အကြုံအစ်တွေကိုစီးဆင်းစေဖို့တတိပေးနေပါတယ်မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအရေးကြီးဆုံးအချက်တွေကိုပြန်ချုပ်ရမယ်ဆိုရင် စိတ်ထဲမှာပေါ်လာတဲ့အတွေးတွေဟာဖြစ်ရမှန်းမဟုတ်ဘူးဆိုတာကိုသိဖို့လိုပါတယ်ကိုယ့်ရဲ့အနှစ်သာရဟာမထိခိုက်နိုင်တဲ့ကောင်းကင်လိုပဲဆိုတာကိုလည်းသတိရပါ စိတ်အနှောက်ရှက်ဖြစ်တာဟာနိုးထဖို့တတိပေးခေါင်းလောင်းတန်ဖြစ်ပြီးအဲ့ဒီအထဲမှာနေမုံမနေဖို့ပါပဲဒါတွေကိုသဘောပေါက်ပြီးလက်တွေ့ဘဝမှာအသုံးချမယ်ဆိုရင် မိษွေတို့ရဲ့ဘဝဟာငြိမ်းချမ်းပြီးပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေမှာပါဒီစာအုပ်ကိုဖတ်ရှုပြီးမိษွေတို့ဘဝမှာပြောင်းလဲမှုတွေဖြစ်လာအောင်ကြိုးစားအားထုတ်ကြပါစို့